မိသားကြီးပြည်သူနဲ့မိသမီးကြီးအင်ဒရာကျော်စီရဲ့သမီးလေးပြည်သူထရာကတော့ online ပေါ်မှာဒေါ်လီကိုခေစားနေပါရီအသက်၁၄နှစ်ပဲရှိသေးပေမဲ့အင်မတန်မှလပါရီရုပ်ရည်လေးကြောင့် online ပေါ်မှာလူပြောများနေတာပါ ပြည်သူထရာရဲ့မျက်လုံးလေးဟာဆိုရင်တော့ဖြစ်ဥဝေးနဲ့ကိုချစ်စုကိုတူနေတာဖြစ်တဲ့အတွက်ပြည်သူရဲ့အချစ်ကိုပုံမှုပြီးတော့ကုချေမခန်းရရလေးဖြစ်ပါရီကုချေမှာတော့သူတို့မိသားစုက ဂလီတန်တဲ့ဒေတာတွေစီကိုသွားပြီးတော့တနေရာပြီးတနေရာအလူတန်းပြုလုပ်နေတာပဲဖြစ်ပါရီအခုဆိုရင်သူတို့မိသားစုကလူတန်းငွေကတင်းထောင်ကျော်သွားပြီးဆက်လက်ပြီးတော့လူတန်းနေတော့အင်မတန်အမလေးလေးစားဖို့ကောင်းပါရီခုတကမှာတော့ပြင်မနာမျိုးကတနေရာမှာပြည်သူဦးရဲ့သူသည်မီအပေါ်လုံးရဲ့တချို့ကြောင့် online ပေါ်မှာတော့ပြည်သူတွေကအောင်းအောင်းကြရပါရီအဲ့ဒါကတော့အလုံးလေးတတိထားမိကြလာတော့မသိဘူး ပြည်သူနဲ့အင်ဇာချောစီရဲ့သမီးလေးဖြစ်တဲ့ပြည်သူဒရာဟာသူများရှိမှရှက်တယ်တော့စကားမပြောရဘူးမျက်နှာမပေါ်ရသလိုဖြစ်နေတာကြောင့်ဒီကလေးကစိတ်ရောကသမားလားဆိုပြီးတော့တချို့ကအာမနာတန်းတောင်ပြောချတာကိုကျွန်တော်နေနေတွေ့ရတယ်။အခု online ပေါ်မှာပြန်တက်လာတဲ့ video file မှာတော့ပြည်သူကသူ့သမီးလေးကိုလူများရှိမှဆိုးမနေပြီးမရှက်ရဘူးပါလှူလိုက်ပါဆိုတော့တော့ပတ်ဆက်ကိုပေးပြီးတော့ကိုယ်တိုင်ကိုချသွားပေးလိုက်ပါပတ်ဆက်လှူရတယ်အဲ့လိုမျိုးလူများရှိမှမလုပ်ရဘူးဆိုပြီးတော့ပြည်သူဦးရဲ့လူများရှိမှတော့ကိုယ့်သမီးလေးကို ။ဆုံးမတဲ့အပြုမူကိုတနိုင်ကလုံးကပြစ်တရကအောင်းအောင်းခဲ့ရပြီးလေးစားခဲ့ရပါရဗျာ။တနိုင်ကလုံးကလည်းအခုလိုမျိုးမိဘတွေရဲ့အဆုံးမအောင်မှာပြည်သူ့ဒရာလေးရင်ချိတ်တိမ်မွေးနေတဲ့ပုံစံလေးကိုလည်းအရှက်ရှက်ကိုသဘောချနေကြပြီလည်းဖြစ်ပါရဗျာ။မိသားကြီးပြည်သူကတော့ခုလိုမျိုးသာသမီတွေလိမ္မာရခြင်းအကြောင်းရင်းကသူ့ရဲ့ဇနီးဖြစ်တဲ့မိသမီချင်းအင်ဒရာဂျော်ဆင်ကြောင်းပါရီသူကိုယ်ရင်ကတော့အင်ဒရာဂျော်ဆင်ကိုအောင်းအောပါရီလို့ဆိုထားတာဖြစ်ပါတယ်။အကြောင်းရင်းကတော့ အင်ဒရာဂျော်စီဟာတားနေသမီးအတွက်ဆိုရင်အချိန်ပြည့်အချိန်ပေးနိုင်တယ်လို့ဆိုထားပါတယ်နော်တချို့တော့ဂါရိုက်တွေလက်ခံထားတာကိုတော့တားနေသမီးအကြောင်းပိတ်ချိန်မှာလက်ခံထားခဲ့တာလို့ဆိုထားတာဖြစ်တယ်တားနေသမီးကိုဒီရိပ်ရိပ်အမြဲတမ်းအနားမှာပဲပြူးစုဆောင်ရှောက်နေခဲ့တယ်လို့ဆိုရယ်ဆိုတော့ပြည်သူဥက္ကရာကတော့သူရဲ့မိမရဲ့နော်တားသမီးတွေအပေါ်မှာထားတဲ့မေတ္တာကိုလေးစားရတယ်ပေါ့ဗျာဒါကြောင့်မို့လို့လေပြည်သူဒရာလေးကလူများရှိမှာဒီလောက်ထိထိရင်ကျိတ်တိမ်မွေးနေတာကိုနော် ဤသူတို့မိသားစုတစ်ထက်မကအောင်မြင်ပြီးတော့လူတန်းတွေလည်းများစွာလုံနိုင်ပါစေเนาะ